ျွန်တော်ရင်တော့ဆိုရင်တော့လုံးနိုင်မှာမဟုတ်ဘူး။ဘာလို့ဆိုတော့ကျွန်တော်တယောက်တည်းဒီမှာယုံနေရတယ်။အခုကကျွန်တော်ဟိုဆိုကျွန်တော်ဆိုင်လေးလေးဖွင့်ထားဖြစ်တဲ့အတွက်ပေရိုမီရိုလည်းဒီဇိုင်းကကျွေးလို့ရတယ်။အဲလုံးနိုင်ပြီဆိုတော့ကျွန်တော်ရှိကိုသွားလို့ရတယ်လူလို့လက်လက်။အဲ့တော့ကျွန်တော်ဘာပဲဖြစ်ဖြစ်ပြဿနာမရှိဘူး။ဟောအဲ့လိုထိတ်လန့်မှုနဲ့ကျွန်တော်သွားလိုက်တယ်။သွားလိုက်ဘူးရောက်တဲ့အခါမှာကျတော့ကျွန်တော်ထင်ထားတာတွေပို့ပြီးတော့အခြေအနေတွေဆိုးတယ်ပေါ့နော်။အဲအဲ့လိုမျိုးဒီတိုက်တွေပြိုနေတာတွေကျွန်တော်တို့မျက်မြင်ကိုပြင်ခဲ့ရတယ်။ အာပြီးရင်အဲ့အောက်မှာပြနေတဲ့လူတွေကိုမထုတ်ရသေးတာမျိုးချက်ကျွန်တော်ရောက်တော့ချက်ချင်းဆိုတော့မထုတ်ရသေးတာမျိုးတွေရှိတယ်အနံ့နေထွက်နေတာမျိုးတွေရှိတယ်အဲအဲ့အောက်မှာမှဘေးရနေပြီးတော့ဒီပစ္စည်းဆုံးရှုံးသွားတဲ့ခန္ဓာကိုယ်တွေရဲ့ပိုင်ရှင်တွေသူတို့အိမ်တောင်စုရဲ့ပိုင်ရှင်တွေကနေပြီးတော့ဒီဟာလေးတွေပေါ်ပေါ်ရင်သူတို့ရဲ့ပိုင်ဟိုတည်သွားတဲ့လူတွေထွက်လာမဲ့ဟာကိုသူစောင့်နေရတဲ့လူတွေရှိတယ်အဲ့ဒီမြင်ကွင်းတွေကျွန်တော်တို့ဆိုရင်ဒါ စကားတော်အဲ့နေရအဲ့လိုပြောဖို့စွန့်အားတယ်ပေါ့နော်။ဘာလို့ဆိုကိုယ်တိုင်ခံစားကြည့်ဖို့တော့မလွယ်တဲ့အခြေအနေမျိုးအချို့ဆိုရင်တမိသားစုထဲမှာ9ယောက်ရှိတာကို10ယောက်သလုံးပါသွားတာမျိုးအဲဒါမျိုးဆိုရင်ဒါတကယ်ကိုခံစားရတဲ့ဟာမျိုးအဲပြီးရင်ဘုန်းကြီးကျောင်းမှာဆိုလဲအဲ့လိုမျိုးပဲပြီးရင်တိလရှင်ကျောင်းမှာဆိုလဲအဲ့လိုမျိုးပဲအာတိလရှင်ကျောင်းမှာဆိုကျွန်တော်သွားကြည့်တဲ့ခါတော့တိုက်အဲ့ပြိုနေတဲ့ဂျားလေးကနေလှမ်းကြည့်ရတဲ့ခါမှာ ခန္ဓာကိုယ်ကြီးကပေါ့အဲ့လိုလက်မောင်းကြီးတို့လည်းပေါင်းပြီးတော့အဲ့လိုလိုရုံးလဲလီဘူပေါင်းကြီးလိုပြောဖြစ်နေတာဗျာအဲ့လိုတွေ့ခဲ့ရတယ်အဲဗလီတစ်ခုမှဆိုလို့ကျွန်တော်သွားကြည့်တော့ခွန်နေတုန်းရှိသေးတယ်အနက်နေရာထွက်အဲ့မှာလူကောင်ကြီးတွေပေါ့နော်အဲ့လိုကြီးပေါ်လာမျိုးတွေကျွန်တော်တို့ကိုယ်တိုင်မြင်ခဲ့ရတယ်အဲ့အချိန်မှာမြင်ခဲ့ရတဲ့အခါမှာဒီလိုမျိုးလုတ်တာဘာလို့ဆက်ပြီးလုတ်တဲ့နယ်လို့ကျွန်တော်သုံးဖြတ်ချက်ကိုကိုချသွားနိုင်တယ် ဒီကားမှာပါဝင်လာတဲ့အကြောင်းဒီကားကကျွန်တော်တို့ဟိုအင်တာဖရင်ပရိုတက်ရှင်ရနေပြီးတော့ရိုက်ကူးထားတဲ့ကားလေးပါအဲတူတော်စီပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်ဒီတူတာဆိုတဲ့နာမည်လေးနဲ့ပါဝင်ထားပါတယ်ဟိုဒီကားမှာကဟိုရတ္တလေးတွေတော်တော်လေးဆုံဆုံလင်လင်လဲပြထားတယ်ပြီးတော့ဟိုဆရာဦးမျိုးမင်းရိုက်ကူးထားတာဖြစ်တဲ့အတွက်ဟိုကျွန်တော်ကတော့ကျွန်တော်ကျွန်တော်ကျွန်တော်တို့ပြောစရာတော့မလိုပါဘူး တိဟိုကောင်းမယ်ဆိုတာသိကြပါတယ်ဟုတ်ဟောဆရာဦးမျိုးမင်းနဲ့ရိုက်ရတဲ့ခံစားချက်ကတော့အတိုင်းမသိဘောเนาะဘာလို့လဲဆိုတော့ကျွန်တော်တို့ကျွန်တော်အနေထားနဲ့ဆိုရင်ဆရာဦးမျိုးမင်းနဲ့ရိုက်ရဖို့ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူးအဲဒါကိုဒီကျွန်တော်ရဲ့ production ကနေပြီးတော့ခုလိုမျိုးလေးဆရာဦးမျိုးမင်းနဲ့ရိုက်ခွင့်ရအောင်ဒါလုတ်ပေးတဲ့အတွက်ကျွန်တော်ဒီ production ကိုလည်းကျေးဇူးတင်ရသလိုကျွန်တော်ကိုဆရာကနေပြီးတော့ရိုက်ပေးတဲ့အတွက်လည်းဆရာကိုလည်းကျေးဇူးများတင်ပါတယ်။ဟ ကျွန်တော်ကိုယ်တိုင်အားထုတ်ရတယ်ဆိုတာတည်းဆရာကအားထုတ်ထားတာကိုကျွန်တော်တို့ကအตาလေးလိုက်သွားရုံပဲဒီကားမှာဘာဖြစ်လဲဆိုတော့ဆရာကသူ့ရဲ့ဒါပြန်ပြီးရိုက်တဲ့ကားလည်းဖြစ်တယ်လို့ပြောကျမ်းမာရေမကောင်းတဲ့ချိန်မှာဆေးထိုးပြီးပဲဆရာတီချာလေးဟိုပင်မန်းနေခံပြီးရိုက်ခဲ့တဲ့အခါမှာဆရာတော်တော်လေးကိုဒီကားကိုတီချာလေးစီစစ်ပြီးတော့လှုပ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဆရာစကားကိုနားထောင်ပြီးတော့ တေချာလေးဆရာပြောတဲ့အတိုင်းလိုက်ရိုက်လိုက်ရတဲ့အနေထားမှာပဲရှိပါတယ်။ထရိုင်လာကစိတ်ဝင်စားစရာကောင်းတယ်ဆိုတာတဲ့ဇကာကြည့်ရင်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းမယ်လို့ကျွန်တော်ထင်ပါတယ်။ဟုတ်ဟုတ်ကျွန်တော်တို့ဒီဇကာကဟိုဟိုပြပြဖို့ရဲရတော့ဆိုရင်၃လပိုင်း28ရက်လောက်ကရတာ။ဒါပေမဲ့လေခုနပြောသလိုဒီရှေ့ကားလေးတွေကနေပြီးတော့နှစ်ပတ်နှစ်ပတ်တိုးသွားတဲ့အခါမှာကျွန်တော်တို့ဒီပြေးနဲ့ဒီဆုတ်ခဲ့ရတာပေါ့နော်နောက်ဆုတ်ခဲ့ရတာဆုတ်ခဲ့ရတဲ့အခါမှာမထင်မှတ်ဖဲနဲ့ဒီ Nissan တည့်ရနေ့ကကျွန်တော်တို့ရဲ့ဟို စကားကိုပြတ်သားရမယ်ရက်ကလေးဖြစ်လာတာပေါ့နော်အဲ့ချိန်မှာလည်းဒီတောင်ဝင်ရှိလူကြီးတွေကလည်းဒီကားလေးကိုနစ်ဆန်တရနေဆိုတာတော့ကျွန်တော်တို့မြန်မာလူမျိုးတွေဖြစ်တဲ့အတွက်နေထူးနေမြက်လေးဖြစ်တဲ့အတွက်အခုဒီကားလေးကိုနောက်ဆုတ်စေခြင်းနဲ့ကျွန်တော်တို့ရဲ့ production ဘက်ကလူကြီးတွေကလည်းဒီကားလေးကိုကျွန်တော်တို့ဒီရက်ကိုရထားပေးမယ်ဒါမထင်မဲ့ပဲရထားပေးမယ်လေကျွန်တော်တို့လူကြီးတွေကလည်းနောက်ကိုစုပ်စေခြင်းတယ်အဲ့တော့အဲ့နှစ်ဦးနှစ်ဖက် ဆုတ်သေးခြင်းတဲ့ခါမှာဒါသူတို့ဆုံးဖြတ်ချက်ရဆုတ်လိုက်တဲ့ခါမှာကျွန်တော်တို့လူငယ်တွေအနေနဲ့ရတယ်ပို့ပြီးတော့ကျင်းနေရတယ်ပီတိဖြစ်ရတယ်အဲ့အကျွဲ့တကယ်ဆုတ်သွားရတဲ့အတွက်ဒါဖြစ်တဲ့ဖြစ်တဲ့အရာလေးတစ်ခုကိုဖြစ်သွားတဲ့အတွက်ကျွန်တော်လည်းဝမ်းသာတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ဒီနေရာတွေကိုသွားပြီးတော့ဟိုလူခဲ့ရတာဖြစ်တဲ့အတွက်ဟိုဒီလိုအနေရလေးမှာဒီလိုမျိုးလေးနောက်ဆုတ်လိုက်ရတာတကယ်ကျွန်တော်တို့ဟိုဆုံးဖြတ်ချက်မှန်ကန်တယ်လို့ကျွန်တော်တွေးမိပါတယ်ဟုတ်ဟုတ် လူတဲ့အခါမှာစိတ်မကောင်းဖြစ်တယ်ဆိုတာကျွန်တော်တို့သွားကြတဲ့ကကျွန်တော်တို့ထိတ်လန့်မှုတွေနဲ့သွားရတာပေါ့နော်။နောက်ဆိုဖြစ်ဖြစ်ပြီးချင်းနောက်ရက်ကိုကျွန်တော်တို့သွားတယ်။သွားတဲ့အခါမှာငါတို့ရောနောက်တစ်ထပ်လုပ်တဲ့နေရာမှာပါသွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေ့ပေါ့နော်။အဲအဲ့တွေးတွေးမိတဲ့အခါမှာလည်းကျွန်တော်တို့ကျွန်တော်မှာဟိုကျွန်တော်နုပညာသမားဖြစ်တဲ့အတွက်ကျွန်တော်တို့ချစ်တဲ့ခင်တဲ့သူတွေရှိတာပေါ့နော်။အဲ့ရှိတဲ့အနေငယ်လေးတွေကကျွန်တော်တို့ကိုယုံကြည်မှုတစ်ခုနဲ့လမ်းလှမ်းပြီးလှူပေးကြတယ် ဲ့လူပေးလိုက်တဲ့လူတွေကိုကျွန်တော်ကနေပြီးတော့နိဗ္ဗာန်စောသဘောနဲ့ကျွန်တော်လုတ်ပေးတဲ့အခါမှာဟိုလက်လူတွေလူကလည်းကိုယ်တိုင်မသွားရောက်နိုင်ဘူးပေါ့သွားရောက်တဲ့အခါမှာကျွန်တော်တို့လူပေးရတာလည်းပီတီလေးဖြစ်တယ်အားလေးရတယ်ကြည်လေးကြည်နဲ့တယ်ဒီလုတ်ကလေးကိုလည်းဟိုမျက်နှာမိတယ်ပေါ့နော်မျက်နှာမိရတော့သွားလူတယ်အဲ့တော့ကျွန်တော်ရင်တော့ဆိုရင်တော့လုံးနိုင်မှာမဟုတ်ဘူးဘာလို့ဆိုတော့ကျွန်တော်တယောက်တည်းဒီမှာယုံနေတာအခုကကျွန်တော်ဟိုဆိုကျွန်တော်ဆိုင်ကလေးလေးဖွင့်ထားဖြစ်တဲ့အတွက်ပေတို့မေတို့ကိုလည်းဒီဇိုင်းအကျွေးလို့ရတယ်အဲလုံးနိုင်ပြီဆိုတော့ကျွန်တော်ရှိကိုသွားလို့ရတယ်လူလို့လက်လက်အဲ့အတွက်ကျွန်တော် ဘာပဲဖြစ်ဖြစ်ပြဿနာမရှိဘူး။ဟောအဲ့လိုထိတ်လန့်မှုနဲ့ကျွန်တော်တို့သွားလိုက်တယ်။သွားလိုက်ဘူးရောက်တဲ့ခါမှာကျတော့ကျောက်ထင်လာတာတည်းပို့ပြီးတော့အခြေအနေတွေဆိုးတယ်ပေါ့နော်။အဲအဲ့လိုမျိုးဒီတိုက်တွေပြိုနေတာတည်းကျွန်တော်တို့မျက်မြင်ကိုတွေ့မြင်ခဲ့ရတယ်။အာပြီးရင်အဲ့အောက်မှာပြနေတဲ့လူတွေကိုမထုတ်ရသေးတာမျိုးချက်ကျွန်တော်တို့ရောက်တော့ချက်ချင်းဆိုတော့မထုတ်ရသေးတာမျိုးတွေရှိတယ်အနံ့နေထွက်နေတာမျိုးတွေရှိတယ်အဲအဲ့အာမှာမှဒေးရနေပြီးတော့ဒီ ပျက်စီးဆုံးရှုံးသွားတဲ့ခန္ဓာကိုယ်ရဲ့ပိုင်ရှင်တွေသူတို့အိမ်တောင်စုရဲ့ပိုင်ရှင်တွေရနေပြီးတော့ဒီဟာလေးတွေပေါ်ပေါ်ရင်သူတို့ရဲ့ပိုင်ဟိုတည်သွားတဲ့လူတွေထွက်လာမဲ့ဟာကိုသူစောင့်နေရတဲ့လူတွေရှိတယ်။အဲ့ဒီမြင်ကွင်းတွေကျွန်တော်တို့ဆိုရင်ဒါစကားတော်အဲ့နေရအဲ့လိုပြောဖို့စွန့်အားတယ်ပေါ့နော်။ဘာလို့လို့ကိုယ်တိုင်ခံစားကြည့်ဖို့တော့မလွယ်တဲ့အခြေအနေမျိုးအချို့ဆိုရင်တမိသားစုတွေမှာ၉ယောက်ရှိတာကို၈ယောက်လုံးပါသွားတာမျိုးအာဒါမျိုးဆိုရင်ဒါတကယ်ကို ခံစားရတဲ့ဟာမျိုးအဲပြီးရင်ဘုန်းကြီးကျောင်းမှာဆိုလဲအဲ့လိုမျိုးပဲပြီးရင်တိလရှင်ကျောင်းမှာဆိုလဲအဲ့လိုမျိုးပဲအာတိလရှင်ကျောင်းမှာဆိုကျွန်တော်တွားကြည့်တဲ့ခါတုန်းကတိုက်အဲ့ပြုံနေတဲ့ဈာလေးရနေလှမ်းကြည့်တဲ့ခါမှာခန္ဓာကိုယ်ကြီးကဖောင်းအဲ့လိုလက်မောင်းကြီးတို့လဲဖောင်းပြီးတော့အဲ့လိုလူရောမလဲလီဘူပေါင်းကြီးလိုကျွန်တော်ဖြစ်နေတာဗျာအဲ့လိုတွေ့ကြည့်ရတယ်အဲဗလီတစ်ခုမှဆိုလဲကျွန်တော်တွားကြည့်တော့ဖွန်နေတော့ရှိသေးတယ်အနက်နေရထွက်အဲ့မှာလူကောင်ကြီးတွေပေါ့နော်အဲ့လိုကြီးပေါ်လာတာမျိုးတွေကျွန်တော်ကိုယ်တိုင်မြင်ခဲ့ရတယ် အဲ့အချိန်မှာမြင်ခဲ့တဲ့အခါမှာဒီလိုမျိုးဒုက္တာကဘာလို့ဆက်ပြီးလုတ်တင်နေလို့ကျွန်တော်သုံးခဲ့ချက်ကိုကိုချသွားနိုင်တယ်ကိုရက်ကိုရက်ကျတာကိုရက်ကြာပြီးတော့ကျွန်တော်ဟိုပြန်လာတယ်ပြန်လာပြီးတော့နောက်ရက်ကိုကျွန်တော်အိမ်မှာလူလူပစ္စည်းတွေရောက်နေပေါ့အဲ့ပစ္စည်းတွေကိုကျွန်တော်ယူပြီးတော့နောက်ရက်ပြန်မယ်ပေါ့ဘာလို့ပြန်မယ်ဆိုတော့ကျွန်တော်ကစနေနေ့မှာကျွန်တော်ဒီ fresh show ရှိတာကိုအဲ့တော့ချက်ချင်းပြန်မယ်စတေးနေ့မှာကျွန်တော်ပြန်လာမယ်လို့ဆုံးဖြတ်တာဒါပေမဲ့ဒီ၁၀ရက်နေ့ကိုပြောင်းလိုက်တဲ့အတွက် ကျွန်တော်ဒီနေ့ထီကျွန်တော်ဒီမှာပဲနေလိုက်ပြီးတော့မနေ့ပြန်မနေ့ဆက်တဲ့နေ့မနေ့ဆိုကျွန်တော်တို့ပြန်သွားမယ်စိတ်ဝင်မှန်းလူဝင်မှန်းတော့မဖြစ်ပါဘူးကျွန်တော်တို့ကရှင်းနေတယ်ကျွန်တော်ရှေ့မှာတော့အခုကျွန်တော်အသက်ရွယ်အခုရောက်နေတဲ့အသက်ရွယ်အထိကျွန်တော်ရှေ့မှာနေခဲ့တော့ကိုလိုပါတဲ့ကိုပဲနေခဲ့ကြတာဗျာငါတို့ဗာဖြစ်ရှင်နေငါတောင်းမြင်ရှင်နေငါပတ်ဆိုင်ရှိရှင်နေဒါမျိုးတွေနေပဲကျွန်တော်နေခဲ့တာအဲ့နှစ်တွေအကုန်လုံးတက်ဆိုင်အခုသွားခဲ့တဲ့ရှိရသွားခဲ့တဲ့ကိုရက်ကကျွန်တော်တန်ဖိုးရှိရလို့ကျွန်တော်ခံစားရတယ်။ဒါပထမဆုံးအပထမဆုံး လုံးဝပထမဆုံးပေါ့အရင်တော့ဆိုကျွန်တော်ဟိုအလူငွေပဲကျွန်တော်ကအဲ့လိုသွားလှမ်းပြီးထည့်ပြီးထည့်ပြစ်တာပေါ့နော်ကိုကိုတိုင်းနဲ့ဒါလည်းဒါလည်းကျွန်တော်ကျွန်တော်ကံလို့ပြောရမယ်ကျွန်တော်အဲ့ထည့်ပြစ်ခြင်းနေ့ကနောက်ရက်ကိုကျွန်တော်ကအလူငွေသွားထည့်မလို့လုတ်တဲ့ချိန်မှာလမ်းမှာအာကိုစင်ဘိုးပေါ့နော်ငွေဘိုးရတင်ထားတာ၃ရက်နေသွားမယ်အဲ၃နာရီသွားမယ်တဲ့အဲ့ဒါကျွန်တော်ဖုန်းနဲ့ဆက်ကြည့်တာအခုသွားမှာလားဆိုတော့သွားမှာတဲ့ကျွန်တော်သွားပြီးထင်းနေတာ၄နာရီလောက်ကိုကျွန်တော်ဆက်လိုက်တာပါ အမသွားသေးဘူးတော့အမသွားသေးကျွန်တော်လိုက်မှာအဲသူကလည်းလိုက်ခဲ့ညီလေးတဲ့အဲ့နဲ့ဇိုင်ရင်းနဲ့ကျွန်တော်ပါတဲ့လူငွေလေးနဲ့တင်သွားရင်းနဲ့ဟိုရောက်တော့နှမ်းလူတွေလူတွေရှိရတယ်ကျွန်တော်ဆက်နေပြတော့တာအဲအဲတချို့ကတော့ကျွန်တော်တို့ကိုပြင်လို့လည်းမပြောနိုင်ဘူးဗျဟုတ်တော့သူတို့ခံစားနေရတဲ့ခံစားချက်ကကျွန်တော်တို့ကိုမြင်လို့တောင်မှဟိုပျော်ရွှင်ရမယ့်ဟာတော့မေ့နေလိုက်ခံစားချက်မျိုးအဲတချို့ကြတော့လေခုနလူမျိုးဟို ကျွန်တော်မြင်လို့ခဏလေးတစ်ချုပ်အတိလွတ်ပြီးတော့ပျော်သွားတာမျိုးရှိတယ်အဲ့လိုပျော်သွားတဲ့အချိန်မှာတော့ကျွန်တော်တို့ကကုသိုလ်နှစ်ခုတော့ရတာပေါ့နော်ကိုတွေ့လိုက်တဲ့အခါမှာတို့ရဲ့ပျော်ရွှင်မှုလေးတွေဖြစ်သွားတဲ့အတွက်ကျွန်တော်ပီတိဖြစ်တယ်အဲ့ဒီအတွက်လည်းကျေနပ်တယ်ဟိုပျော်ရွှင်မှုတော့မင်းနေရလူတွေကြလို့ကျွန်တော်တို့ကပို့ပြီးတော့လေးထားပေးရတယ်နှစ်သိမ့်ပေးရတယ်အဲ့ဒါကျွန်တော်တို့ရဲ့ဒီမှာကြုံခဲ့ရတဲ့အမှတ်တရပါပေါ့အဲကျွန်တော်တို့ကအမှန်တမ်းပြောရရင်လူဆိုတော့ကိုကိုယ်တိုင်မခံစားရင်တိတ်ပြီးတော့ ။ဘာမှဖြစ်ဘူးပေါ့နော်။ဒါမဲ့လေအဲ့နီးနားရောက်သွားတဲ့ခါမှာကျတော့ကျွန်တော်အဲ့လိုမျိုးဝမ်းနေပြီးလိုက်ငိုဖို့ထက်ဘူး။လူကြီးကဥတူတူကြီးဖြစ်နေရဗျာတိတာခံစားရတာကြီးကအဲ့လိုမျိုးနှထင်ကြီးတွေထူပြီးတော့သူတို့ဘာလုပ်ပေးနိုင်လဲ။ကျွန်တော်အုံနောက်တွေအဲ့ချိန်မှာတခြားအလုပ်တွေသွားလုပ်နေဘာလုပ်တော့ငါဘာလုပ်ပေးရင်ကောင်းမလဲ။ဒီအရင်းနဲ့ပတ်သက်ပြီးတော့ဟိုဖြစ်ပြီးတော့ကျွန်တော်ပြန်ပြင်လို့မရအောင်အဲ့တော့ ူပျော်သွားအောင်မလုပ်ပေးရမလဲ။ तू စိတ်ချမ်းသာသွားအောင်မလုပ်ပေးရမလဲ။ तू တို့မှလိုအပ်နေတာဘာလဲဆိုတော့ကျွန်တော်ကဘက်ဘက်ဘက်ဆိုတော့ပြီးပြန်စင်းစားရတာမြန်မြန်။အဲ့မှာတကယ်ကြီးအတိုင်းမြင်ဒီချစ်တော့ဒီလက်တွေပြတ်သွားတဲ့သူတွေဆိုရင်မတို့ဘလောက်ထိထိရအောင်မတို့လုပ်ပေးနိုင်မလဲ။ဒီပေးထားတဲ့အလူငွေနဲ့အဲ့တာမန်ထိခိုက်တဲ့လူဆိုရင်ရောထိခိုက်တာက तू ကမထိခိုက်ပေမဲ့ तू အိမ်သားတွေကဘယ်လိုဘယ်နှစ်ယောက်ပါသွားတာလဲ။အဲ့အဲ့လိုမျိုးကျွန်တော်တို့ကသွားစဉ်းစားပြီးမှ စီရောက်ဆုံးဖြတ်ပြီးမှဒီဟာလေးဆိုရင်တော့ဒီလောက်တော့ငါတို့ပေးမယ်ကျွန်တော်တအူးလည်းမဟုတ်ဗျာကျွန်တော်မှကျွန်တော်ကိုလူထားတဲ့အလုံငွေကကျွန်တော်ကတက်တက်ငွေဘိုးရင်ကိုလူထားတဲ့အလုံငွေကတက်တက်ဟိုဘက်မှာစီတူဝင်းကိုလူထားတာတက်တက်ဖလန်တွေဘက်ကတက်တက်ဆိုတော့အဲ့ဒီအလုံပေါင်းလိုက်လို့ရှိရင်ငါကဘယ်လောက်လုံမဲအကူကဘယ်လောက်လုံမဲအကူကဘယ်လောက်လုံမဲအဲ့ဒါပေါင်းလိုက်လို့ရှိရင်ဒီလူကိုဘယ်လောက်ထိရောက်မလဲအဲကျွန်တော်အဲ့လူလေးတွေးပြီးမှဆုံးဖြတ်ချက်ချတဲ့အတွက်ကျွန်တော်နိုင်တဲ့ဘက်ကတော့နိုင်တဲ့လောက်တော့လုတ်ပေးနိုင်ခဲ့တယ်ရှင်းနည်းတိုင်းမှာပဲကျွန်တော်တို့လုံမှာ ဟိုကိုကိုတိုင်းတော့ပေချာလေးသွားမယ်ပေါ့ဗျာသွားပြီးတော့ဟိုပြောအပြောထက်ဆိုင်ပေါ့နော်ကျွန်တော်တို့တေချာလေးတေချာလေးသွားပြီးမှပဲတိရမှာအဲအဲ့ဒီနေရာကြီးကျွန်တော်တို့တွေ့ကဟိုမရောက်ဘူးသေးတဲ့နေရာဖြစ်တဲ့အတွက်အဲ့ကြောင့်မှပဲကျွန်တော်လည်းအတွေ့အကြုံညင်ရမှာပေါ့နော်ဟောအဲ့ဒါအဲ့လိုမျိုးကျွန်တော်တို့ကရိုက်ပြီးတော့တယောက်ချင်းစီမေးပြီးတော့ပြူတဲ့အကြောင်းရင်းကတော့အဓိကလူရှင်နေပြန်မြင်ဖို့ပါပဲ။ လူရှင်တွေပြန်မြင်ဖို့ပေါ့နော်အဓိကအကြောင်းကြီးอ่ะအဲ့လိုမြင်မှအလူရှင်တွေပြန်မြင်မှလည်းဒီလူတွေကိုကျွန်တော်တို့သူတို့လိုက်တဲ့ငွေတွေကဘယ်ကိုရောက်သွားတယ်ဆိုတာကိုသိရမှာအဲ့အဲ့အဲ့မျိုးကျွန်တော်တို့လုံးဝမကြုံခဲ့ရပါဘူးကျွန်တော်တို့သွားတဲ့ဒေတာအကုန်လုံးကဗျမ်းကိုစီးစင်းနေကြတယ်အလူတန်းကိုလုတ်တဲ့ခါမှလည်းသူတို့ဘက်ကနေစီးစင်းနေကြကြနေယူပေးတယ်အဲ့တော့ကျွန်တော်တို့တော့မကြုံခဲ့ရဘူးဗျာ အဲ့တော့အဲ့ဒီတည်ငုံတော့ကျွန်တော်လည်းဟိုအမပြောမှပဲတည်တာဖြစ်တဲ့အတွက်ကျွန်တော်တကယ်မသိပါဘူးဟုတ်ကျွန်တော်တို့ကကျွန်တော်တို့လူငယ်တွေအနေနဲ့ဟိုကိုခံစားချက်အတိုင်းဆိုတာရောပါတယ်နောက်တစ်ခုကကျွန်တော်တို့မှကိုပိုင်ပတ်စံမဟုတ်ဘူးအလှရှင်ရဲ့ပတ်စံဖြစ်တဲ့အတွက်တို့ညင်အောင်လဲကျွန်တော်တို့ဟိုတို့ညင်အောင်ကျွန်တော်ဗီဒီယိုပြန်ရိုက်တင်ရတာရှိတယ်နောက်တစ်ခုကဟိုကိုပတ်စံလိုပဲသဘောထားပြီးတော့တကယ် ဥမာပြထမင်းစားပြီးသားလို့ထမင်းစားအောင်လို့စားအောင်မလားဆိုတာထက်တကယ်ထမင်းစားနေတဲ့သူကိုကြွေးဖို့ကပို့ပြီးတော့လိုအပ်မယ်ထင်လို့ကျွန်တော်တို့အဲ့လိုမျိုးလူငယ်စိတ်လေးနဲ့ကျွန်တော်တို့ဟိုကိုအမှန်မဲ့ထင်တာလေးတွေလုပ်ခဲ့တာပါဘယ်လိုမျိုးကျွန်တော်တို့လုပ်တဲ့ဟာတွေကကြည်မှန်နေတာမဟုတ်ပါဘူးအကုန်လုံးကတော့လူတွေလိုက်လူပေးတဲ့သူတွေအကုန်လုံးကတော့မှန်ပါတယ်ပေါ့အဲ့ဒါကြတော့လေကျွန်တော်တို့ကတကယ်သွားပြီးတော့ကြည်ပြီးမှတကယ်အဲ့နေရာက ုမြင်နေပြီဆိုတော့ဆုံးဖြတ်ချက်ကချလို့ရပြီလေဟုတ်အဲ့ဒါကျတော့လေလူဆိုတာတည်မျိုးကြီးပဲလေတစ်ခုမုန်းတယ်တစ်ခုတည်းတော့တည်မှာပဲအဲ့ဒါကိုကျွန်တော်ကကျွန်တော်တို့ကဟိုဘယ်လိုလုပ်ရမလဲဆိုတော့မတိခင်မှာမတိခင်မှာနောက်ရှေ့မှာကျွန်တော်ပြောခဲ့သလိုပါပဲနှစ်ပေါင်းရတော့ကျွန်တော်နေခဲ့တဲ့ဟာကိုစိတ်နဲ့ကိုလောဘနဲ့ကိုနေခဲ့တာဖြစ်တဲ့အတွက်အခုကိုရဲနဲ့အဲ့ရှေ့ကနေခဲ့တဲ့ဟာတဲ့ဆိုင်ဒါကလူဖြစ်ရချိုးပုံနဲ့တယ်လို့ကျွန်တော်မြင်သွားတာပေါ့နော်အဲ့တော့ ဒီကောင်းလာကိုလုတ်ဖို့ပို့ပြီးတော့စဉ်းစားမိလာတယ်ပေါ့ဟုတ်ဟုတ်အခုဒီစကားကိုလည်းကျွန်တော်တို့ကနစ္စန်တိနေမှာပြသမှာမဟုတ်တော့ဘဲနဲ့နောက်ထပ်ရက်ရွှေ့လိုက်တယ်အဲ့ရွှေ့တဲ့ရက်ကလည်းဒီလူကြီးတွေကျွန်တော်တို့ operation ကလူကြီးတွေဘလို့တတ်မှတ်မလဲဘလို့ပြန်ပြီးတော့ပြသခွင့်ရမလဲဆိုတော့သူတို့ပြန်ပြောမှကျွန်တော်တို့လည်းသိရမှာဖြစ်တဲ့အတွက်အဲ့ချိန်ကြရင်လည်းဒီငလင်ဘေးတင်နဲ့နေရာတွေဒေသတွေမှာဘယ်လိုမျိုးနေထားရှိနေပြီလဲဆိုတော့ကျွန်တော်တို့လည်းမသိနိုင်ဘူးအဲ့ ချိန်ကြရင်ရှိနေတဲ့အနေထားပုံမူတည်ပြန်လဲထူထောင်ရေးလည်းဖြစ်ခြင်းဖြစ်နေမယ်အဲ့ဒါပုံမူတည်ပြီးတော့ဒီကားပြတ်သားမှုရတဲ့ညဆွေရဲ့တရားရဂိုင်းလုံးလုံးကိုအခုလိုမျိုးလှူဒန်းသွားမယ်ဆိုတော့လေကျွန်တော်တို့ rotation ရနေပြောထားတဲ့အတွက်ကျွန်တော်သိရပါတယ်ဟုတ်